ားတဲ့နာဂိုင်းရဲ့တကွာအလုံးမင်္ဂလာပါခင်ဗျာကျွန်တော်မြင်ကင်းမဆန်တဲ့ဥပမာမျိုးဖြစ်ပါတယ်ဒီတော်စုစင်းစစ်ချုပ်ရဲ့စီကံစားနဲ့ပတ်သက်ပြီးတော့ပြည်သူ့ငွေစင်းပူပေါင်းကော်မတီရဲ့လေ့လာတွေ့ရှိချက်ဒုတိယဘက်ကိုတုံးသက်တင်ပြတော်မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒိနိုက်တက်ဒေတာကြီးတပွဲခရိုင်အတွင်းက Global Grand Service Company Limited နဲ့တရားစင်နဲ့စွမ်းရည်ဝင်ထားတို့အကြားဝေးကြီးအရှုပ်ချင်းကိစ္စကိုတင်ပြတော်မှာဖြစ်ပါတယ် GGS Company Limited အနေနဲ့ ်လျှက်စစ်တပ်ထုတ်လို့ရောင်းချရန်တင်တာရရှိခဲ့ပေမဲ့တိုင်းဒေသကြီးအစိုးရရဲ့ရာဝင်ဆောင်ရွက်မှုနဲ့လျှက်စစ်နဲ့စွမ်းရည်ဝင်ကြီးဌာနကကင်မရီအတွက်လိုအပ်တဲ့တံငွေဘိုးတွေကိုရှားကနေပြီးတော့မှစိုက်ထုတ်ကြခံပေးခဲ့တဲ့ကိစ္စဖြစ်ပါတယ်။မူလတင်တာမှာဒါပေလုတ်ပေးဖို့မပါပေမဲ့ဘယ်လိုအပေးအယူတွေကြောင့်လို့မသိရပဲအမေရိကန်ဒေါ်လာ၄သမ၅နှစ်တန်းကျော်ကိုလျှက်စစ်နဲ့စွမ်းရည်ဝင်ကြီးဌာနကစိုက်ထုတ်ကုန်ကြခံပေးခဲ့ပါတယ်။ဒီလိုစိုက်ထုတ်ကုန်ကြခံပေးခဲ့ပေမဲ့ဝင်ကြီးဌာနရဲ့ ဤစီခွင့်ပြုချက်လည်းမရှိစီမံဘဏ္ဍာဝန်ကြီးဌာနရဲ့တရားဘဏ္ဍာရေးခွင့်ပြုချက်တောက်ခံထားတာလည်းမတွေ့ရတာပဲဒီလိုမှားယွင်းမှုပြောက်ကွက်မှုတွေအတွက်ဝန်ကြီးဌာနရဲ့အကြောင်းပြချက်ကတာမန်၃စိမ့်မှအစိုးရဌာနချင်းချင်းဝေပေးချေတာဖြစ်လို့ဤစီမတင်တာပါဆိုတာဟာရှင်သေးကိုစိတ်တည်နေဖုန်တာနဲ့အတူတူပါပဲခင်ဗျာဝန်ကြီးဌာနကဒေါ်လာ၄တန်းခွဲကျော်ကိုတနည်းကျော်နေ့တနည်းပါစိုက်ထုတ်ကြကံပေးထားပြီးတော့မှ GGS ကံဒီကပြန်ပေးတဲ့အခါမှာ ဒေါ်လာ exchange rate ကာချမှုကြောင့်စုစုပေါင်းဒေါ်လာ9သိန်း1000ကျော်ဆုံးရှုံးသွားခဲ့ပါတယ်။နှစ်နှစ်ပြီးပါတရားမဝင် site ထုတ်ပြေးခဲ့ရတာအတိုးမရတဲ့အပြင်အရင်းတွေကဒေါ်လာ9သိန်းကျော်ဆုံးရှုံးနေရဆိုတာကြားလို့မှခဏသေးလိုက်ဗျာ။စစ်စစ်ရေးဆွေးချုပ်ချုပ်အနေနဲ့ဝန်ကြီးဌာနတွေရဲ့တနိဒာလူဆောင်တာတွေကိုစစ်ဆေးရတာဖြစ်လို့ခက်ခဲပြင်းမှန်းမယ်ဆိုတာကိုရင်းစားတယ်လို့နားလည်လဲပါတယ်။ဒါပေမဲ့ဒီကိစ္စအပေါ်မှာဝန်ကြီးဌာနအနေနဲ့လုံထုံးတွေကိုကြော်လွန်ပြက်ကွက်ပြီးတော့မှ GGS ကံဒီအပေါ်မှာမျက်လုံးအားရနဲ့ဒေါ်လာ၄.၅ကျော်စိုက်ထုတ်ကြခံပြီးခဲ့တာကို၎င်း Time Value of Money ရဒေါ်လာ၅သိန်းကျော်ဆုံးရှုံးခဲ့တာကို၎င်းဘယ်လိုအေးအေးဆောင်ရွက်မယ်ဆိုတာကိုရှင်းလင်းစွာမှတ်ချက်မပြုလို့စိတ်ပြတ်မိပါတယ်ဒီသူရဲ့လာစာကိုစရင်ပြည်သူမျက်နှာကိုကြည့်ရမယ်ဆိုတာကျွန်တော်သတိပြုလို့ပြောပါတယ်ပို့ဆိုတာကတော့ပြည်သူ့ငွေစင်ပြပောက်ကုမ္ပဏီရဲ့မှတ်ချက်ပါတယ်ပိုက်146ခါဝေးမှာတံငွေဘုံများစိုက်ထုတ်ပြီးခဲ့ခြင်းတည်း တာမန်ပုတ်လိကကော်မတီတစ်ခု၏အကျိုးအမြတ်တော်မဟုတ်ဘဲပြည်သူများအတွက်ဝန်ဆောင်ပေးခြင်းဖြစ်သည်လို့ဖော်ပြတဲ့အတွက်ပူပေါင်းကော်မတီဟာ GGS ကော်မတီအတွက်ဝန်ကြီးဌာနကစီးလုံဝါလုံတဲ့ဒေါ်လာ၄သန်းခွဲကျော်စိုက်ထုတ်ပေးခဲ့တာကိုထောက်ခံတယ်မှန်ကန်တယ်လို့အဓိပ္ပာယ်တက်ရောက်စေတဲ့မှတ်ချက်တွေပြုခြင်းဟာကော်မတီရဲ့ဂွန်တက်ခါကိုတေးသိမ်ရာကြားရောက်စေတယ်လို့ကျွန်တော်ကတော့မှတ်ချက်ပြုခြင်းပါ။အားသူပဲအပိုက်146ဂန်းငယ်သုံးမှလည်း exchange rate ကွာခြားမှုကြောင့်ဆုံးရှုံးရတဲ့ဒေါ်လာ9သိန်း1000ကျော်ရရှိရည်ကို စကားဆက်လို့တော့မပြောခဲ့မှတ်ချက်မပြုခဲ့တာဟာဘယ်လိုအရာတွေကကော်မတီရဲ့ဗစက်ကိုပိတ်ဆို့စေကြလဲတွန်းဆို့စေကြတယ်လေလို့တန်လျာဖြစ်เสียဖြစ်နေပါတယ်ကျွန်တော်နိုင်ငံရဲ့ currency exchange rate မတင်ញိုင်မတင်ញိုင်တာကိုကလေးရစာတိပါတယ်ဒေသခံတွေရဲ့လူအပ်ပြည့်တရားစစ်ရရှိမှုအဆက်မပြတ်အောင်ဝန်ကြီးဌာနကစေနာလွန်ကဲပြီးတော့မှဒေါ်လာစိုက်ထုတ်ပေးတာကိုထားလိုက်ပါဒေါ်လာနဲ့စိုက်ပေးရင်ဒေါ်လာနဲ့ပြန်တောင်းအောင်မယ်ဆိုတာမတိဘူးဆိုရင်ဝန်ကြီးလို့ဖို့မကောင်းတော့ပါဘူးဒါကြောင့်စိုက်ထားတဲ့နေ့ကဒေါ်လာ ဒေါ်လာတစ်ဆင့်တောင်မှမလျော့ပဲတန်ရဖို့ကတော့ဝန်ကြီးဌာနမှအဓိကတာဝန်ဖြစ်ပြီးအစိုးရအဖွဲ့စင်းစစ်ချုပ်နဲ့ပူပေါင်းကော်ပဏီကတမတ်စစ်ဆေးဖို့တဲ့တာဝန်ရှိတယ်လို့ကျွန်တော်ကတော့ပြင်ပြချင်ပါတယ်ဒုတိယတစ်ချက်ပေါ်လို့ဆွေးနွေးချင်တာကတော့စောစောကပြောခဲ့တဲ့ MPA ကိစ္စပါပဲလွန်ခဲ့တဲ့တစ်နှစ်ကျော်က printed media နဲ့ social media မှာပိုးလေးတစ်ကျော်နဲ့အပုတ်နဲ့တစ်ထောင်ထောင်ထားခဲ့တဲ့ပြည်တော်သူရာထူးဝင်အဖွဲ့ရဲ့ MPA တင်တဲ့ကိစ္စပါရာထူးဝင်အဖွဲ့ရဲ့ဥက္ကဋ္ဌကိုယ်တိုင်က အခမ်းအနား University ကနေပဲ Doctorate ရတယ်ဆိုတာကိုဘာမှမပြောခွင့်ပါဘူး။ဒါပေမဲ့တက်ဆိုင်ရနိုင်ငံတွေကအတိအမှတ်မပြုတဲ့အဲ့ဒီအခမ်းအနား University နဲ့ EDS Business School တို့ကိုရှင်းပြန်ရွေးချယ်ရမှုခင်းနဲ့ပြည်သူရာထူးရအဖွဲ့ရဲ့သဘောတူခွင့်ပြုချက်နဲ့တိုက်ရိုက်ရွေးချယ်ခဲ့ပြီးတော့မှ MBA သင်သားတွေဖွင့်လှစ်တင်ကြခဲ့တာဟာအင်ပတန်မှရှစ်ဖွယ်လီလီကိစ္စဖြစ်ပါတယ်။စင်းစချုပ်ရဲ့စီလီပရှိမှုနဲ့ပူပေါင်းကော်မတီရဲ့ဒေါ်သာမှတ်ချက်တွေကိုမပြောခင်မှာမြန်မာနိုင်ငံကအလေအလတ်နဲ့အကြီးအကဲဝန်ထမ်းတွေဟာ သူတို့နိုင်ငံကတောင်အတိမံပြုမပြုတဲ့တက္ကသိုလ်တွေရဲ့တင်ချပူချပူလုံးတွေပဲထိုက်တန်သလားဆိုတာကျွန်တော်ဘေးကုန်းထုတ်ချင်ပါတယ်ဒီသင်တန်းအတွက်ဘတ်ဂျက်တွေသုံးဆွဲရမှာလဲတည်ဆဲစီမင်းစည်းကမ်းတွေကိုမလိုက်နာခဲ့ဘူးဆိုတာပေါ်ပေါက်ပါတယ်ဘတ်ဂျက်ရမှာကိုသုံးဆွဲရမှာလိုက်နာမယ်စီမင်းစည်းကမ်းတွေတရှိနားလည်ခြင်းမရှိဘူးလို့ယူဆရင်တော့တင်တန်းတွေပူချပေးဖို့လိုပါတယ်နားလည်ပါရင်လည်းဖောက်ပြက်တယ်လို့တုံ့တက်ရင်တော့ယခုတည်းပုံမူတိကျပြတ်သားတဲ့မချက်ပြုမှုယောဂတာလို့ရင်ပြည်သူ့ဘုံမှာသစ္စာဆောင်တည်ရကြပါလိမ့်မယ်ကျွန်တော်ကောက်ချက်ချလို့တဲ့မချက်ပြုမှုကတော့ ဂုံတီရှိတဲ့သူကသာလျှင်ဂုံတီရှိတဲ့ပြည်မှုလုံဆောင်ချက်တွေကိုလုံဆောင်နိုင်မှာဖြစ်တယ်ဆိုတဲ့အချက်ပါပြည်တော်သူရာထူးရဲ့အဖွဲ့ဆိုတာရက်ဖက်ပြောင်းလဲမယ့်အရာရှိတွေရဲ့ဝင်ပေါက်ဒိဋ္ဌိကကြီးဖြစ်ပါတယ် credible ဖြစ်တဲ့ treatment တွေနဲ့ပဲဝန်ထမ်းတွေကိုအနာဂတ်နိုင်ငံတော်ကအားထားရတဲ့ရာထံကောင်းတွေဖြစ်အောင်ဝေလို့ပေးစီလိုပါတယ်နိုင်ငံခြားတက္ကသိုလ်သူကမဟာပွဲရသူရာထံတွေကိုတက်တက်လုံးဒိဋ္ဌိပြန်မလို့မလဲမဖြစ်ရလေအောင်နောက်မှစင်ရှင်ဆော်ရောင်းနိုင်ကြပါစေလို့ 那该买点什么？台州这边的油小板，记住点嘛。